ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်နီးပြအမိုရင်းကဒါ brand phone နဲ့ပွဲအပီမှာပြောထားတဲ့အကြောင်းအရာတချို့ရှိတယ်ပေါ့နော်ဒါနေနဲ့ပတ်သက်လို့ကျွန်တော်ကဆွေးနွေးကြည့်အောင်ပါနီးပြကတော့ဟို brand phone နဲ့ပွဲမှာကျွန်တော်တို့ပွဲကိုအကောင်းဆုံးပုံစံနဲ့ကျွန်တော်ကစတင်နိုင်ခဲ့ပြီးတော့အတိုင်းအတာတစ်ခုထိထိန်းချုပ်ထားနိုင်ခဲ့တယ်လို့လည်းသူယူဆတယ်ပေါ့နော်အဓိကကတော့လက်ပြ body နဲ့အလွတ်တေကန် body ကပဲ ိုတွေအတင်းတွက်ပြည်တနာတွေဖြစ်သွားခဲ့ရပြီးတော့ဒီနေ့တဘယ်လိုပြောမလဲဒါလည်းဒီနေ့လိုအနေထားမျိုးမှာပုံမှန်ပဲပေါ့နော်သူသဖြင့်ကျွန်တော်ဒီယာဒီမှာအမြင်ဘောတွေဘာတွေကအတင်းတွက်အဓိကအားနည်းချက်လို့ဖြစ်နေတဲ့အခြေအနေမျိုးမှာခံလဲရတာပဲပေါ့နော်ဟိုအဲ့ဒီကနေပြီးတော့ကျွန်တော်ပြန်လာဖို့ဂိုးတွေပြန်ရဖို့ကျွန်တော်ကြိုးစားတယ်ကိုပြန်ရဖို့နှိစက်ခဲ့တဲ့အချိန်ကြီးကျွန်တော်ရှိတယ်ဒါပေမဲ့ပွဲပြီးသွားတော့ကျွန်တော်ရှုံနေခဲ့ရတယ်ပေါ့လေ ကစားမတွေအကုန်လုံးကစားခွင့်ရထားကြပြီးတော့ပွဲတစ်ပွဲစာထက်ပို့ပြီးတော့ပြင်ဆင်နေတဲ့အတွက်ပေါ့နော်ကစားမတွေအကုန်လုံးတို့အခုလိုမျိုးကစားခွင့်ရတာပိုကောင်းနေလို့လို့သူယူဆတယ်ပေါ့ဗျာကျွန်တော်ရှင်ပိုင်းကစားနေတဲ့ပွဲတိုင်းမှာအကောင်းဆုံးရှင်ပြိုင်နိုင်ဖို့အတွက်သူမျှော်လင့်နေပေါ့ဒါတကယ်ခက်ခဲတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်တက်နိုင်တဲ့များအကောင်းဆုံးကျူးပန်းခဲ့ကြတာတွေလည်းရှိတယ်လို့သူပြောထားတယ်ဒီညမှာဗျာသူပြောသလိုပဲအတင်းမှာအဓိကပြဿနာကအဲ့ဒီ set piece တွေအလွတ်တေကန်ဘောတွေလက်ပစ်ဘောလေးဆိုတော်တော်တော်တိုင်းပက်တာသူတပင်းဒီ တောင်းကန်ဘောတွေတို့ဗောနော်ကျွန်တော်တို့ခေါင်းဘောတွေတို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘလူးမန့်ပြိုင်ပတ်တင်းကိုကျွန်တော်ရှင်ပြီးတော့ကစားနိုင်စွမ်းရှိတဲ့တဲမှာမပါဘူးဘလူးအချင်းဒီမျိုးကနေပဲကျွန်တော်တို့ကြည့်ကြည့်ဒီတိုင်းပဲဘယ်အသင်းနဲ့ပဲကျွန်တော်တို့ကစားကစားအမြင်ဘောတွေဆိုတာနဲ့အမြဲတမ်းတိုင်ပတ်လေးရှိတဲ့တဲမှာကျွန်တော်တို့ပါတယ်ဒါတော်တော်လေးကိုတိုင်ပတ်တယ်မှာအခုချိန်ထိလည်းကျွန်တော်တို့ဒါပြင်ဆင်နိုင်စွမ်းမရှိဘူးဘယ်သူလက်ထက်ပဲကြီးကြီးအိုလီဂနာဆိုရှယ်လက်ထက်ပဲကြီးကြီးနောက်ပိုင်းလေးတွေကျွန်တော်ကြီးအရစ်တဟားလက်ထက်ပဲကျွန်တော်ကြီးကြီးထောင်းကန်ဘောတွေဆိုလို့ရှိရင်အမြဲတမ်း င်တို့ဘွန်တော့ဒီများအတင်းကအတာရလေးရှိပြီးတော့ကိုဒီဘလူးမန့်ရှင်မကစားနိုင်ဘူးဒါပြေတနာတော်ကြီးတဲ့တယ်မှာကျွန်တော်ပါတယ်ဒါပြင်ဒီလေးရဲ့အကြောင်းကိုလည်းသူဆက်ပြီးတော့ပြောထားတယ်ဒီလေးရဲ့ဒဏ်ရာအကြောင်းကတော့သူလက်ရှိဘွန်တော့တည်တည်ချာချာပြောပြနိုင်ဖို့မရှိသေးဘူးပေါ့စိတ်တော့ပူတာပေါ့ဗျာဘွန်တော့ဒီဒီလေးဒဏ်ရာရသွားတယ်ဆိုတာကဒါကြောင့်ပဲပထမပိုင်းပြီးပြီးချင်းမှာဟိုသူ့လိုဆက်မဖြစ်စေဖို့အတွက်လူရှိုးတို့ဘာလို့ကိုတော့မှအဲအလိုက်တင်ကျွန်တော်တို့ကထုတ်လိုက်ရတာဒီကျွန်တော်ရှိတယ်ပေါ့နော်။ဂျာလာပရီနီမှာရှင်မင်းကစားမဲ့ယူရိုပါလိပွဲစဉ်တွေအတွက် ဒီကစားမားတွေအစင်းနည်းဖြစ်အောင်ကာကွယ်ပေးလို့ကာကွယ်ပေးဖို့အတွက်ဆုံးဖြတ်တဲ့အနေနဲ့လဲတဲ့နဲ့ကစားမားတွေကိုလဲလဲရတယ်ပေါ့နော်ဒီလေးအချင်းကြီးအယံမဆိုးဘူးမျောလင်းနေမကွိုင်းရကိုတော့ risk ယူပြီးတော့ထည့်ကစားခဲ့ရတယ်မတက်နိုင်ဘူးပေါ့ဗျာလူလည်းမရှိခဲ့ဘူးဆိုတဲ့သဘောဒီလေးတန်ရရသွားတဲ့ချိန်မှာတော့ဒီဒီဘရန်ဖူကကျွန်တော်ဒီဆက်ကစားရင်းနဲ့ဂိုးရီပါတွေရသွားတယ်ဆိုတော့နီးပြားကအဲအဲ့ဒီပေါ်တော့သူထူးထူးခြားခြားမှတ်ချက်ပေးချင်တယ်မျိုးကျွန်တော်မရှိဘူးပေါ့နော်အဲအရေးကြီးတာကတော့ဒီလေးအချင်းကြီးကောင်းမှုပဲပေါ့ เนาะသူကိုစူးစူးဝါးမထိခိုက်စေချင်ဘူးဒါပေမဲ့လည်းအခုချိန်မှာတော့ဒိုင်ယာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာမှမသိရသေးဘူးဆိုပြီးတော့ပြောသွားတယ်ဆိုတော့အတင်းတွေကျွန်တော်ပြဿနာရတာအဲ့ဒါပဲဗျာကျွန်တော်ဒီ injury ပြဿနာရတဲ့ကစားမတွေများနေတဲ့ချိန် injury ကနေပြီးတော့ကစားမတွေချို့ပြန်လာတဲ့ချိန်မှာအဲကောင်းကောင်းကြီးမกินနေမိနဲ့ဒိုင်ယာတွေပြန်ရသွားတာကတော်တော်ပြဿနာကြီးရေဗောနော်ဟိုမနေ့ညကတော့ဒီ journalist တချို့တင်ထားတာကိုကျွန်တော်ကြည့်ရင်ဒီလိကအချိန်ကြီးအဲ့လောက်ကြီးတော့မဆူဘူးဗောနော်ဒါ လက်ရှိလမ်းလျှောက်ပြီးတော့သူနည်းနည်းလေးထွန်းနေထွန်းနေဖြစ်ပြီးတော့ပဲကွင်းထဲကထွက်သွားရတာပေါ့အော်လူမျိုးအကာအကွယ်တွေဘာတွေဝတ်ဆရာမလူခဲ့ဘူးဆိုတဲ့ပုံစံမျိုးတွေလည်းကျွန်တော်သိရတယ်စူးစူးဝါးဝါးမဖြစ်ဘူးတော့ကျွန်တော်မျှော်လင့်ရမှာပေါ့လေဆိုတော့လက်ရှိဘောနော်လက်တော်ပြီးခဲ့တဲ့ပွဲစဉ်ပိုင်းဒီမှာဆိုလို့ရှိရင်အသင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီးတော့မေးထားတာဒီမှာသူကဟိုအသင်းကဘောနော်ဖြည်းဖြည်းချင်းနဲ့ပူကောင်းအောင်ကစားလာနေနေဆိုတာ သူတန်တရားမရှိဘူးပေါ့အများကြီးတူတက်လာတယ်လို့သူထင်နေပေါ့နော်အခုချိန်မှာတော့အကောင်းဆုံးဝေဖန်မှုအားလုံးကိုကျွန်တော်တို့ခံယူနိုင်မှုလိုတယ်ပေါ့နော်ဒီချိန်မှာပရီးမီးယားလိပွဲတွေဇက်တိုက်ဆိုလို့ကျွန်တော်ရှုံနေတယ်ယူရိုပါလိမှာတိုက်ပွဲဝင်နေပြီးတော့ဂျာတာပရီးနီကကျွန်တော်တို့အတွက်လာမယ့်ဒုတိယကြော်ဟာအရေးကြီးဆုံးပွဲဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်ဒါပြင်နောက်ရာသီနဲ့ပတ်သက်လို့လည်းပရီးမီးယားလိမှာအနေထားတစ်ခုရအောင်ပြိုင်ပွဲဝင်နိုင်ဖို့နဲ့ချန်ပီယံစ်လိမှာပါဝင်ဖို့ကျွန်တော်တို့အဆင်သင့်မဖြစ်သေးဘူးပေါ့ ဒါပေမဲ့လည်းကျွန်တော်တို့ဗောနောနိုင်ဖို့လိုတယ်ဒီပြိုင်ပွဲကိုအနိုင်ရမှပရိသတ်တွေကိုတစ်ခုခုပြန်ပေးနိုင်မှာဆိုပြီးမှအဲ့ဒီပြိုင်ပွဲနှစ်ခုကိုရင်ဆိုင်နိုင်ဖို့အတင်းကအချိန်ယူပြင်ဆင်ရမှာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ဟိုတခုတော့ရှိတာဗောလေကျွန်တော်တို့လက်ရှိအနေထားကယူရိုပါလိဒီကျွန်တော်တို့အတွက်အရေးကြီးဆုံးပဲယူရိုပါလိဒီဘဝပဲเนาะယူရိုပါလိဒီအတင်းရဲ့အချိန်ကြီးကိုကျွန်တော်ပြောင်းလဲနိုင်ဆိုရင်ကျွန်တော်ရှိမှာဒါပေမဲ့လည်းလို့ဗောနောဟိုပြည်ထနာကဗာလေဆိုတော့ သူပြောသလိုပဲကျွန်တော်ယူရိုပါလိကိုရပြီးတော့အကယ်လို့ချန်ပီယံစ်လိဝင်ခွင့်ရတယ်ဆိုရင်တော့မှချန်ပီယံစ်လိမှာကျွန်တော်ရှင်ပြိုင်နိုင်တဲ့အချိန်ကြီးမျိုးမှာကျွန်တော်မရှိသေးဘူးပေါ့နော်။ဒါဝင်သွားတာဆိုတဲ့လောက်ပဲကျွန်တော်ရှိအောင်မှာဟောဝင်ခွင့်ရတဲ့ဟာရဆိုလာတော့ပဲကျွန်တော်ရှိအောင်မှာဆိုတော့ဒင်းကချန်ပီယံစ်ဝင်ခွင့်ရလို့အပြောင်းအရွှေ့ဒီမှာကစားမကောင်းနေစားထိုးအားဖြစ်နိုင်နေဆိုလို့ရှိရင်တော့မစိုးဘူးပေါ့လေ။အမစိုးဘူးပေါ့မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ဒါအတင်းကထင်းတဲ့လောက်ထိတော့တိုးတက်လာမှာမဟုတ်ဘူး။ အရီတန်အားလည်းလက်ထက်တော့မှာဆိုလို့ရှိရင်လည်းချန်ပီယံစ်လိဝင်ခွင့်ရခဲ့တာတွေကျွန်တော်တို့ရှိတယ်။ဒါပေမဲ့လို့အတင်းကကျွန်တော်တို့မျှော်လင့်တဲ့လောက်ဒီပူကောင်းအောင်လှုပ်ဆောင်နိုင်စွမ်းရှိတဲ့အခြေအနေမျိုးမှာရှိမနေဘူး။နော်ဆိုတော့ပူကောင်းဖို့အတွက်ကျွန်တော်ဖြည်းဖြည်းချင်းသွားမယ့်အခြေအနေမျိုးမှာလို့ဒါဝင်ခွင့်တည်တာအရေးကြီးဆုံးပဲလို့ကျွန်တော်ယူဆတယ်ဗောနော။ဆိုတော့လူငယ်တွေကိုဒီထက်ပို့ပြီးတော့ကျွန်တော်တို့ဗောနော၊ကုညီပေးနိုင်ဖို့ကျွန်တော်လိုတယ်၊ကုညီပေးနိုင်တယ်လို့လည်းသူထင်တယ်ဗော။အော်နောက်ခံကစားမဖြစ်တဲ့တိုင်လာဒီဖရက်ဒရစ်ဆင်ဆိုလို့ရှိရင်ဘောနော်ဒီကစားတာတော်တော်လေးကောင်းတဲ့တွေမှာပါတယ်ဘောနော် ဟိုတတိယကူမှာတော့သူတယောက်တည်းနဲ့အဆင်မပြေခဲ့ဘူးသူ့ကိုကူညီပေးမဲ့သူတွေလိုခဲ့တယ်ဒီလိုအသေးဖွဲလေးတွေမှာဆိုလို့ရှိရင်သူတို့ပူကောင်းလာနိုင်အောင်လို့ကျွန်တော်တို့ကူညီလို့ရတယ်ပေါ့အခုချိန်ကြီးတော့သူတို့ကစားတာကိုအားရတယ်ဆိုပြီးတော့ပြောသွားတယ်လူငယ်တွေနဲ့ပတ်သက်လို့ကတော့အခုချိန်မှာအရင်ကြီး jazz လို့လို့မဖြစ်သေးဘူးဘာလို့လဲဆိုတော့လက်ရှိလူငယ်တွေကစားတယ်ဆိုတာကျွန်တော်တို့ကဒီလူ senior player တွေကတွဲခေါ်နေတဲ့အခြေအနေမျိုးမှာမဟုတ်သေးဘူး အရေးကြီးတဲ့ပြိုင်ပွဲရှိတဲ့အတွက်စီနီယာတွေကိုအနာပေးထားတဲ့အချိန်မှာအရန်ကစားသမားတွေနဲ့လူငယ်တွေကိုပဲတွဲပြီးတော့ပွဲထုတ်နေရတဲ့အချိန်မှာဘယ်သူမှမတွဲခေါ်နိုင်တဲ့အနေအထားမျိုးမှာဟုတ်မနေသေးဘူးဆိုတော့အပြောင်းလဲတွေလူမလောက်လို့ပဲလူငယ်တွေကိုနေရာပေးနေရတာတကယ်ကောင်းတဲ့လူငယ်တွေမလို့ကျွန်တော်အသင်းရဲ့လူစင်းတွေမှာထည့်ပြီးတော့ဗောနော်ကန်နေရတဲ့အချိန်မျိုး ဟုတ်မနေသေးဘူးဆိုတဲ့ခါကျတော့စီနီယာတွေကလက်တွဲခေါ်နိုင်တဲ့အခြေအနေမျိုးမှာမမြင်ရသေးဘူးပေါ့လေနော်ဒါလူငယ်တွေနဲ့ပတ်သက်လို့ကတော့အဲ့လောက်တိကျကျွန်တော်သာပြောစရာတော့မရှိသေးဘူးမေဆန်မောင်းနဲ့ပတ်သက်လို့ကတော့မေဆန်မောင်းကလက်တလုံးမှာသူတအားကြိုးစားပြီးတော့လေ့ကျင့်နေတာတွေကျွန်တော်ရှိတယ်ပေါ့တခါလေလေသူပြန်လာပြီဆိုပြီးကွင်းထဲကနေပြီးတော့ကျွန်တော်သာမနေ့တော်မှခေါ်ထုတ်ရတယ်မပြန်လာတော့ပြန်တော့ဆိုပြီးတော့ခေါ်ထုတ်ရတဲ့အခြေအနေမျိုးတိပါရှိခဲ့တာတွေကျွန်တော်တို့နော်ရှိတယ်ပေါ့ဗျာဘာလို့လဲဆိုတော့သူကဒီတဲ့ပို့ပြီးတော့လုတ်ပြခြင်းနဲ့ကစားမတယောက်ဖြစ်တယ်ဒါပေမဲ့လို့ကျွန်တော်တို့က ဟိုဘယ်လိုပြောမလဲသူဒီထက်ပို့ပြီးတော့ကစားရဖို့အတွက်သူ့ကိုဂယူဒီဇိုင်းကင်တွင်မှရမယ်ပေါ့နော်ဟိုဘီဘာအုံနဲ့ပေါ့နော်ကျွန်တော်တို့နေပတ်သက်ပြီးတော့လေသူကတော့ဒီနေ့ပွဲမျိုးရှုံးရတာကဘီဘာအုံနဲ့ပွဲစဉ်တွေကဖိအားဝင်ကြမလို့လို့သူထင်နေပေါ့နော်အဲဒါပေမဲ့လေလို့ချန်ပီယံစုအတွက်ဒရိုက်ပွဲဝင်နေတဲ့အချိန်မှာစိတ်ဖိစီစီရမဟုတ်ဘူးဒီပွဲကိုအကောင်းဆုံးရင်ဆိုင်မှရမယ်ဆိုတော့သူပြောသွားတယ်ဆိုတော့ဟိုထားပါနော်ဒီယူရိုပါလိနဲ့ပတ်သက်လို့တော့အဲ့လိုကြည့်ကျွန်တော်ပြောစရာမရှိဘူးဒီနေ့မှာဒီမေဆန်မောင်းတို့ပါဝင်တဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ MOD ပြောသလိုပဲ တီချာတတိထားအကင်တွေမှာကျွန်တော်ရမေဆန်မမမဟုတ်ဘူးပြသည်လားမေဆန်မမမဟုတ်ဘူးဂျန်နေဘဲကစားမပဲကျွန်တော်တို့ကြည့်ကြည့်ဟိုလက်ရှိပေါ့နော်ဟိုပွဲဆက်တွေများနေတဲ့အချိန်သူဒီပင်တော့လူတွေတခြားကစားမတွေ injury ပြဿနာတွေကြောင့်နားနေရတဲ့အချိန်လူစင်းမလုံလောက်တဲ့အချိန်မှာအတိုင်းတာတစ်ခုတည်းတော့ကျွန်တော်အနေနဲ့ဒီတတိထားအကင်တွေမှာရမယ်ပေါ့နော်မီဆမ်မောင်းလို့ဆိုလို့ချင်းကျွန်တော်တို့ကြည့်ပါလားအမင်းဟိုဝင်လာတဲ့ကဒဇုထိုးတွေဝင်ပြီးတော့လူတိုင်းမျိုးတွေကျွန်တော်တို့ရှိတယ်။ဒါပြင်ကာနာချိုလို့ဆိုပွဲဆက်တွေကျွန်တော်များနေပြီ เนาะအဲဒါအပြင်ဟိုလက်ခုဒီလစ်ဆိုလို့ချင်းကျွန်တော်ပြန်ပြီးတော့အဲ့လို injury ပြဿနာတွေပါကြုံသွားပြီဗျာဒါလက္ခဏာကောင်းနေကျွန်တော်ဟုတ်မနေဘူးဗောနော်အဲကျွန်တော်တို့ကြည့်ရင်မီးပြားကတော့ကစားမားတွေကိုဖြည်းဖြည်းချင်းနဲ့ကျွန်တော်ဒါပွဲများများကစားဖို့တန်ရာပြက်တနာတွေတက်နေတယ်မဲ့ရှောင်းနေဖို့အတွက်သူအကောင်းဆုံးကူညီတာတွေသူလုပ်နေတယ်ပေါ့နော်ဆိုတော့အတင်းကလည်းပြပြက်တနာတော့တက်တယ်နော်ကစားမားဆင်းရင်မလုံလောက်တဲ့ခံမှာဒါမှမဟုတ်ဂျုံရတာပဲနော်အပြောင်းလဲတွေလှုပ်ရှားရှိတာတွေကတော့ကျွန်တော်ကကောင်းကောင်းလုပ်လို့ရတဲ့အချိန်မျိုးမှာကျွန်တော်ဟုတ်မနေဘူးဆိုတော့ နော်ဆိုတော့ဒါနီးပြတော့တက်နေတယ်မှာသူလုံနေတယ်ပေါ့လေဆိုတော့လာမယ့် Europa League ပွဲစဉ်ကအင်ပြန်ရေးကြည့်ပါရယ် Europa League ပွဲစဉ်မှာကျွန်တော်တို့ဘယ်လောက်ထိလုံနိုင်မလဲကျွန်တော်ကြည့်ရမယ်ဆိုတော့ညီကလေးနေနေရောဘယ်လိုမြင်ရလဲလက်ရှိနီးပြ Amorim ပြောသွားတယ်ဒီမှာနော်ဆိုတော့ဒါကတော့ Amorim ပြောခဲ့တဲ့အကြောင်းအရာတချို့ပေါ့လေဆိုတော့နောက်ထပ်ဗီဒီယိုလေးဒီမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုအားပေးတဲ့ညီအစ်ကိုများလုံးကိုချစ်သူများကြီးတင်ပါတယ်